မင်္ဂလာပါရှင် sharing by shirley channel လေးကနေပြန်လေးကြိုဆိုပါရစေဒီနေ့မှာတင်ဆက်ပေးချင်တာကတော့ဆရာကျော်ရင်မြင့်မြန်မာပြန်ဆိုရေးသားသည့်ဖတ်ပြီးရင်ပြန်ပြောချင်းစရာဖြစ်ရမှန်များစာအုပ်ထဲမှာလင်းလက်တောက်ပါတဲ့ခြေကလေးဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်နားဆင်ခံစားပြီးကြပါအောင်ရှင်လင်းလက်တောက်ပါတဲ့ခြေကလေး 1980ပြည်လွန်နှစ်တွေတုန်းကအမေရိကန်နဲ့ဆိုဗီယက်ရုရှားတို့ကနေလာညလာစစ်တိုက်ကြတော့မဲပုံဖြစ်နေခဲ့တယ်။နှစ်နိုင်ငံလုံးကအနုမြူလက်နက်တွေကိုပိုင်ဆိုင်ကြလို့စစ်တာဖြစ်လာရင်တကဘာလုံးစီစီညံ့ညံ့ကြေသွားနိုင်နေ။ TV ကပြတဲ့အနုမြူပုံပေါက်ကွဲပုံတွေသတင်းစာတွေမဂ္ဂဇင်းတွေမှာဖော်ပြတဲ့အမေရိကန်နဲ့ရုရှားရဲ့ဒုံးကျည်ပုံတွေကိုကြည့်ပြီးအမေရိကန်နိုင်ငံ ငံကအသက်၁၀နှစ်အရွယ်ငါတန်းကျောင်းသူကလီမာလီစမန်တာစမစ်ကြောက်လန့်နေတယ်။ဒါကြောင့်ဆိုဗီယက်ရုရှားကောင်းဆောင်ကြီးယူရီအန်ဒရိုပေါ့ဖ်ကိုစာရေးဖို့စမန်တာဆုံးဖြတ်ပါတယ်။1982ခု နိုဝင်ဘာလမှာစမန်တာစာရေးလိုက်တယ်။ချစ်ခင်လေးစားရတဲ့မစ္စတာအန်ဒရိုပေါ့ဖ်ရှင်ကျမအမည်ကစမန်တာစမစ်ပါ။အသက်၁၀နှစ်ပဲရှိပါသေးတယ်။ရုရှားနဲ့အမေရိကန်တို့ နျူကလ িয়ার စစ်ပွဲကြီးဖြစ်မှာကိုကျမပူပင်တော့ကရောက်နေရပါတယ်စစ်ပွဲကြီးဖြစ်မလာအောင်ခေါင်းဆောင်ကြီးဘလို့ဆောင်ရွက်ပေးနိုင်ပါတလဲကျမကိုပြောပြပါကျမမှာနောက်ထပ်မေးစရာတစ်ခုကျန်ပါသေးတယ်ခေါင်းဆောင်ကြီးမှာဒါအတွက်အဖြေမရှိဘူးဆိုရင်ကဘာကြီးကိုဘာကြောင့်အနိုင်ယူချင်တာလဲအနည်းဆုံးကျမတို့နိုင်ငံကိုပေါ့ဖျားတခင်ကကျမတို့တွေကို အချင်းချင်းမတိုက်ခိုက်ပဲငြိမ် င်းချမ်းစွာအတူတကွနေကြစီချင်တာပါတည်ကြည်ဖြောင်းမတ်စွာဖြင့်စမန်ဒါစမစ်စမန်ဒါရေးလိုက်တဲ့စာကို ဆိုဗီယက်ရုရှားကပရာဖတာတည်င်းစာကြီးမှာပုံနှိပ်ဖော်ပြလိုက်တယ်စမန်ဒါဝန်တာရယ်ဒါပေမဲ့ရုရှားကောင်းဆောင်ရဲ့ပြန်စာကိုတော့သူမရပါဘူးဒါကြောင့်အမေရိကန်နိုင်ငံဆိုင်ရာရုရှားတန်အမတ်ကြီးကိုအန်ဒရိုဘော့ဖ်ထံမှပြန်စာမရတဲ့အကြောင်းစမန်ဒါစာရေးပြန်နေ1983 ခုဧပြီလ26ရက်နေ့မှာတော့ဆိုဗီယက်ရုရှားကောင်ဆောင်ကြီးအန်ဒရိုပေါ့ဖ်ရဲ့ပြန်စာကိုစမန်တာလက်ခံရရှိပါတယ်။စမန်တာကစစ်ပွဲကြီးဖြစ်မလာအောင်ခေါင်းဆောင်ကြီးဘလို့ဆောင်ရွက်ပေးနိုင်ပါတလေ။ကျမကိုပြောပြပါလို့မေးတာကိုအန်ဒရိုပေါ့ဖ်ကကဘာပေါ်မှာဘလို့စစ်ပွဲမျိုးမှဖြစ်မလာအောင်ဆိုဗီယက်ယူနီယံကဆွမ်းဆောင်နိုင်တဲ့မြအကုန်လုံးနေပါတယ်လို့ဖြေတယ်။စစ်ဆိုတာဒုက္ခတွေဆောင်ယူ ူလာတဲ့အရာဆိုတာကိုရုရှားတွေကောင်းကောင်းတီးကြပါတယ်။နာစီတွေကြောင့်ထောင်ပေါင်းများစွာသောမျိုးရွာတွေမီးလောင်နေအဖျက်စီးခံခဲ့ရတယ်။ကလေးလူကြီးတန်ပေါင်းများစွာတည်ဆုံခဲ့ရတယ်။ဒီစစ်ဆိုးကြီးကို အဆုံးတက်အောင်မြင်မှုရအောင်ရုရှားကအမေရိကန်နဲ့မဟာမိတ်ပြုပြီးတိုက်ခိုက်ခဲ့ရပါတယ်။တမီးလဲသားတွေကိုကြောင်းမှတမိုင်းတင်လို့တည်ပြီးဖြစ်မှာပါ။ဒီနေ့ဒီအချိန်ခါမှာဦးရိုလဲညီ င်းချမ်းရေးကိုတိတ်လူလာပါတယ်အမေရိကန်နဲ့ဥရောနိုင်ငံမှာနျူကလ িয়ার လက်နက်တွေရှိကြတယ်လူတန်းပေါင်းများစွာကိုချက်ချင်းတည်စီနိုင်တဲ့လက်နက်စိုးတွေပါဒီလက်နက်တွေကိုဘယ်တော့မှမတုံ့ချင်ဘူးကဘာကြီးကိုဘာကြောင့်အနိုင်ယူချင်တာလဲအ ਨੇ ဆုံးကျမတို့နိုင်ငံကိုပေါ့လို့တမိမေးထားတယ်ဥရောမှာဒီဆန္ဒမျိုးလုံးဝမရှိပါဘူးဥရောနိုင်ငံကအလုတ်တမလေတမစာရေး းစရာဆရာဝင် လူကြီးလူငယ်ဘသူမှစစ်ကိုနင်းနေမြမလူလာကြပါဘူးငင်းချမ်းရေးကိုဒါလူလာကြတယ်ငင်းချမ်းမှ စိုက်ပျိုးနိုင်မယ်တီဆောင်နိုင်မယ်တီထွင်နိုင်မယ်စာအုပ်တွေရေးသားနိုင်မယ်အာကာသသေးကို ပြန်တန်းနိုင်ကြမယ်ဥဒိုအတွက်ရော လူသားအလုံးအတွက်ကလေးတူငယ်တွေအတွက် ဆမန်ဒာတမီအတွက်ငင်းချမ်းရေးကိုရချင်ပါတယ်တမီနဲ့တမီရဲ့မိဘတွေကိုဥရောနိုင်ငံလာလေဖို့ဖိတ်ခေါ်ပါတယ်နွေရာသီကတော့လာလေဖို့အကောင်ဆုံးအချိန်ပါပဲဒိုးနိုင်ငံကိုလာကြည့်ပါ နိုင်ငံတကာကကလေးငယ်များစခန်းမှာတမီနဲ့ခေပြိုင်လူငယ်တွေနဲ့ဆုံတွေ့လဲပါလို့ရုရှားကောင်ဆောင်ကစာပြန်ရေးတယ်1983ခုဇူလိုင်9ရက်နေ့မှာဆမန်ဒာနဲ့ တူမီပါတွေရုရှားကိုအလဲသွားကြတယ်အန်ဒရိုပေါ့ဖ်ကနာမည်ကျန်းဖြစ်နေပြီးဆမန်တာကိုလာတွေ့ဖို့အဆင်မပြေတာကြောင့်ဖုန်းဆက်ပြီးစကားပြောကြရတယ်ပထမဆုံးအမျိုးသမီးအာကာတာရင်မူဗလန်တီနာထရက်ကိုဗာကလည်းဆမန်တာကိုဖုန်းဆက်ပါတယ်ဆမန်တာရဲ့ရုရှားခရီးစဉ်ကိုရုရှားတည်င်းစာမဂဇင်းတွေကအသားပေးဖော်ပြကြတယ်ဆမန်တာကရုရှားတည်တခြင်းတွေစူတက ကားတက်အောင်လေ့ကျင့်ပြီးရုရှားမှာစူပြကားပြပါတယ်တခါတရံမှာရုရှားဝန်ဆောင်ကိုသူဝစ်တယ်နိုင်ငံတကာကလေးငယ်များစခန်းမှာစမန်တာက နာတာရှာနဲ့မိတ်ဆွေဖြစ်တယ်သူတို့နှစ်ယောက်အတူတူရေကူးကြတယ်စန်တရာအတူတီးကြတယ်စကားတွေပြောကြတယ်နာတာရှာက သူအမေရိကန်တွေကိုမမုန်းဘူးစစ်ကိုမလိုလားဘူးလို့ပြောတယ်။ဆမန်တာက သူ့ခရီးစဉ်အကြောင်းစာအုပ်ပြန်ရေးတော့နာတာရှာနဲ့ကျမတို့မိတ်ဆွေဖြစ်နိုင်ရင်ကျမတို့နိုင်ငံအချင်းချင်းဘာကြောင့်မိတ်ဆွေမဖြစ်နိုင်ရမှာလဲလို့ရေးတယ်။သူ့စာအုပ်ကိုတကဘာလုံးကကလေးသူငယ်တွေကိုရည်ညွှန်းနေငိမ့်ချမ်းရေးကို အစဉ်အမြဲတည်ဆောက်နိုင်ပါတယ်လို့ သူဆိုတဲ့ရုရှားမှာစမန်တာနေထိုင်သွားလာပုံတွေကိုရုရှားနဲ့အမေရိကန်တွေကတီဗီဆောင်ကြည့်ကြတယ်။စမန်တာက မျက်နှာပြုံးချိုပြီးချစ်စရာချုံမလာပါတဲ့မိန်းကလေးမို့ခင်စရာကောင်းတယ်။သူကိုလူတွေကသဘောကျတယ်။ဇူလိုင်လ22ရက်နေ့မှာစမန်တာတို့အိမ်ပြန်လာကြတယ်။သူတို့မျိုးက သူတို့ကိုကော်စောနီခင်းပြီးနှင်းစီပန်းတွေနဲ့ကြိုးဆူကြတယ်။စမန်တာကိုငင်းချမ်းရေး တမန်လို့အတိမပြုကြပါရယ်သူကိုဂျပန်နိုင်ငံကလည်းဖိတ်ခေါ်ပြီးဝင်းကြီးချုပ်နာဂါဆိုနီနဲ့တွေ့ဆုံခွင့်ရရယ်အချို့ကတော့ရုရှားကဝါဒဖြန့်ဖို့စမန်တာကိုအတုံးချတာလို့မြင်တယ်1985ခုဩဂုတ်လ25ရက်နေ့စမန်တာအသက်73နှစ်အရွယ်မှာ သူနဲ့တူပါခင်တို့စီလာတဲ့လေရင်ပြတ်ကျလို့တည်ဆုံကြရပါတယ်စမန်တာရဲ့အတူပါကို လူအမျှ ောက်များလာပူကြတယ်အမေရိကန်သမ္မတရိုနယ်ရီဂန် ဆိုဗီယက်ခေါင်းဆောင်မစ်ကေဂူဘာချောအပါဝင် လူပုဂ္ဂိုလ်များစွာက ဝန်နေကြောင်းတဝင်လွာတွေပူကြတယ်ရုရှားမှာလည်းသူကိုလူတွေကတီးကြတာများလို့ဝန်နေကြရတယ်ရုရှားတွေကစမန်တာကိုမမေးနိုင်ကြဘူးသူကိုဂုံပြူတဲ့အနေနဲ့ဆိုဗီယက်ရုရှားကစမန်တာအထင်းမှတ်တစိ့ကောင်းထုတ်တယ်1986ခုနှစ်မှာတင်ဘောတစည်းကိုစမန်တာစမစ်လို့အမည်ပေးတယ်တောင်ကုန်းတစ်ခုနဲ့ ပန်းတမျိုးကိုလည်းစမန်တာအမိပေးကြတယ်စမန်တာရောက်ခဲ့တဲ့လူငယ်စခန်းမှာ အထင်းအမှတ်ယုံတူထူလုပ်ပြီးလမ်းကိုစမန်တာလမ်းအမိပေးတယ်အမေရိကန်မှာစမန်တာရဲ့အကြောင်းကို အခြေခံပြီး TV ဇက်လမ်းရိုက်ကူးပါတယ်စမန်တာကွယ်လွန်တာနှစ်30ပြည့်အဖြစ် တူစာတိမင်းမျိုးအစိုးရပြတိုင်းမှာဓာတ်ပုံ အဝိအစားအသုံးဆောင်တွေနဲ့သူ့ကိုမျက်နှာဖုံးဖော်ပြတဲ့ရုရှားမဂဇင်း င်းတွေပြပွဲကျင်းပပါတယ်။ရုရှားနက္ခတ္တပညာရှင်တွေကဂျိုအစ်စ်တလုံးတွေ့တော့ဆမန်တာစမစ်လို့အမည်ပေးတယ်။ဆမန်တာကသူ့ဘဝကိုအချင်းတူတူလေးပဲနေထိုင်သွားခဲ့တယ်။ဒါပေမဲ့သူကတိတ်တောက်ပလင်းလက်ပါတယ်လို့နက္ခတ္တပညာရှင်တွေကဆိုပါတယ်။နာစင်ပေးခဲ့ကြသောစာပေချစ်သူများအားလုံးတာယာပျော်ရွှင်ချမ်းမြေ့ကြပါစီရှင်။